โอเคပါဒီနေ့မှာတော့ကျွန်တော်ຢາတော့ channel လေးကိုရောက်နေပါတော့ຢາတော့ channel လေးကိုရောက်နေပါတယ်အမနေ့ကတော့အမိုးတွေမိုးရပါတော့ပြီးကြတဲ့ဘက်ကအမိုးတွေမိုးခဲ့တယ် channel လေးဖြစ်ပါတယ်အဒီမှာပြီးကြတဲ့ဘက်ကကျွန်တော်ဒီမှာရေစရောက်တွေလှုပ်ပြီးတော့ဒီထန်ထဲမှာရေတွေထည့်ပါတော့ဒီတောင်ကုန်းဘွားကျတော့မြို့နဲ့နည်းနည်းလေးနည်းနည်းလေးလမ်းနေဆိုတော့ရေရေတော့မရဘူးမီးလည်းမရဘူးအဲမဲ့ဆိုလာပြန်နေမီးပြေးတယ်ဒီမှာရေ ထန်နဲ့ဗောနော်ဒီဘုံထဲမှာတိုက်ကီဘုံထဲမှာကျွန်တော်ဒီမိုးရေခံတာရေစရောက်ကနေပြီးတော့ရေခံပြီးတော့ဒီမှာကျွန်တော်ပြီးခဲ့တဲ့အပတ်ကစိုက်ထားတဲ့တစ်ပင်လေးတွေဗောနော်ရေလောင်းဖို့ရန်အတွက်ပြင်ထားပါတယ်ထန်ထဲမှာရေပြည့်ရှိတော့ရေတွေလည်းရေတွေလည်းရမ်းကောင်းတယ်ဗောနော်ရေလည်းရမ်းကောင်းပါတယ်အဲ့တော့နောက်ဖေးပေါ့နော်နောက်ဖေးမှလည်းထန်ရှိတယ် ခြံထဲမှာလည်းပြီးကြတဲ့ရက်ကမိုးရွာတယ်ဆိုတော့ဟောရေတွေအပြည့်ရှိတယ်ခင်ဗျာနော်ဒီထံထဲမှာလည်းရေတွေအပြည့်ရှိပါတယ်အဲဒီတောင်ကုန်းမှာနောက်ဆိုတော့ဒီတောင်မှာလာပြီးတော့နားယူဖို့ပေါ့နော်နားယူမယ်နောက်ပြီးတော့ coffee sign လေးပါလေးဖွင့်မယ်ပေါ့နော်တောင်ကုန်းလေးဖြစ်ပါတယ်ရှုခင်းလက်အရန်ကောင်းတယ်ခင်ဗျာ တဲ့တောတောင်စဘာဝရှုခင်းလေးပဲဖြစ်ပါတယ်တရားကြတော့ကျွန်တော်တို့နေရာကြတော့ထိုင်းနိုင်ငံထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင်ချင်းရိုင်းမြို့ပဲဖြစ်ပါတယ်အဲဒီမှာနောက်ဆုံးတော့ဒီမှာခြံမှာဇပြိုးနဲ့ပတ်သက်ပြီးတော့တစ်ပင်နေဆိုင်မယ်အခုလဲဒူရင်ပင်နေပေါ့နော်ဒူရင်ပင်နေအဲထောပတ်ပင်နေလိမ်မောပင်နေစိုက်ထားပါတယ်လို့အဲဒီတောင်ကွာကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ ေကိုလှတဲ့ကြည်လက်စဘာဝအရှုခင်းတွေကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီအောက်ကကျတော့နနတ်ဆိုင်ခင်းခင်ဗျာနော်နနတ်ဆိုင်ခင်းဖြစ်ပါတယ်ဒီမှာဆိုတော့ဟိုအောက်မှာဆင်းလဲနနတ်နနတ်ခူးနေပြီပေါ့နော် နဲ့နှစ်ခုနေတယ်ဒီအောက်ကကျတော့ငါးကံငါးမွေးမြည်ကံဖြစ်ပါတယ်ဒါကြတော့ကျဟင်ငါကျဟင်ငါပေါ့နော်ကျဟင်ငါတော့ကျဟင်ငါပင်လေးတွေဖြစ်ပါတယ်ဒီမှာအတီးလေးတွေလည်းရှိတယ်ခင်ဗျာနော်အဲဒီမှာအပွင့်လေးတွေပွင့်လေးတွေအတီးလေးတွေဒါလေးကကျတော့စဘာဝ တော့ချိုင်းငါတီလီတွေဖြစ်ပါတယ်သူကနည်းနည်းအရင်လည်းမခောက်ခင်ဗျာနော်ရင်လည်းမခောက်ဘူးချိုင်းငါတီလီကိုကျွန်တော်ဝတ်သားနဲ့ဒါလေးကိုထုပြီးတော့ဝတ်သားနဲ့ဝတ်သားမူဆက်လေးနဲ့ပေါ့နော်ဝတ်သားစင်းလေးနဲ့ကြော်စားမယ်ဆိုရင်တော့အရင်ရတာရှိတယ်အရင်ကောင်းတယ်ဒီမှာတော့ချိုင်းငါတွေပေါ့နော်အများကြီးရှိတယ်ခင်ဗျာ ဩဒီမှာဆိုလည်းအများကြီးပေါ့နော်ဒီမှာတော့ချိုင်းငါးတွေအများကြီးရှိတယ်တခါကျတော့ဟိုဘက်ကချန်နေရကျတော့ကျွန်တော်အခါပေါ့နော် တိုင်းရင်းသားတွေဒီကျွန်တော်တို့ချိုင်းမြို့လေးကကျတော့ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိသလိုဒီတောင်ရိုးတွေများတယ်တောင်ရိုးတောင်တန်းတွေများတယ်နောက်ပြီးတော့တောင်ပေါ်သားတွေပေါ့နော်အခါတွေလောင်ဟူတွေလီစောတွေအဲဒီတိုင်းသားတွေတော်တော်များများနေထိုင်နေခင်ဗျာနော်ဒါကြတော့ ကရင်လူမျိုးတွေလည်းရှိတယ်။အဒီဘက်မှာဒီတောင်ကုန်းကကြည့်မယ်ဆိုရင်ကျွန်တော်ဒီဆောင်းတွန်းပိုင်းဆိုတော့ဒီအောက်မှာပင်လယ်ပြားတိမ်ပင်လယ်ပေါ့နော်။တိမ်တိမ်ပင်လယ်ရှိတယ်။အရင်ကြည့်လို့ကောင်းတဲ့ရှုခင်းလေးပဲဖြစ်ပါတယ်။ကဲပါ။ဟိုမှာတော့ကြောင်ရှာပင်ပေါ့နော်။ကျွန်တော်ဒီကပြန်တလျှောက်မှာကျွန်တော်တစ်ပင်နေစီးပင်စားပင်တစ်ပင်နေအများကြီးစိုက်ပွရန်တက်ရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါခင်ဗျ။ ကဲပါနောက်နောက်ဆိုလဲကျွန်တော်ဒီမှာဗီဒီယိုအသစ်အသစ်တွေပေါ့နော်စာပြောင်းနေပတ်သက်ပြီးတော့တော်လကောင်းနောက်ထိုင်းနိုင်ငံရဲ့အဲလူမှုအခြေအနေပေါ့နော်နေ့စဉ်တွာလာလှုပ်ရှားနေရတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်မှာဖြစ်ပါတယ်โอเคအဲကြောင့်မလို့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ပေးဖို့ရန်အတွက်မြစ်တာရက်ခတ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ